ိုက်တွန်းလိုတာကအပြာလာယုံကြည်မှုတည်ဆောက်တဲ့အစီအစဉ်များကို အများဆုံးလက်တွေ့ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။ဉာဏ်ရည်ဆိုတာစာချုပ်ပေါ်မှာလက်မှတ်ထိုးယုံတက်တက်နဲ့ဖြစ်ပေါ်လာနိုင်တဲ့အရာမဟုတ်ပါစိတ်မှန်တဲ့စိတ်ဓာတ်နဲ့ ဆန္ဒတူညီမှုမှသာပေါ်ပေါက်လာနိုင်ပါတယ်အဲ့ဒါကြောင့်အနာဂတ်အတွက် NC ကိုအခြေခံတဲ့ညီနိုင်ဆွေးနွေးမှုတွေပြန်လည်စတင်ဖို့အပြန်အလှန်ယုံကြည်တည်ဆောက်ဖို့ပြည်သူတွေညီညာရေးကို လက်တွေ့ကြကြ မြင်ရအောင်အထုတ်ဖို့လိုပါတယ်ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့နေရာပြောင်းတာခြေထောက်နဲ့ကန်တာခဲနဲ့ပောက်တာအနီးကဝိုင်းအောင်ကြည့်တာဓာတ်ပုံရိုက်တာတွေဟာအန္တရာယ်ရှိတဲ့အပြုအမူတွေဖြစ်ပါတယ်မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်သတိရှိပါ ငင်းချင်းရေးဆိုတာကစာရွက်ပေါ်မှာလက်မှတ်ထိုးရုပ်တသက်နဲ့ဖြစ်ပေါ်လာနိုင်တဲ့အရာမဟုတ်ဘူးလို့ကင်ယူကင်းမျိုးသားအစည်းအရုံးဥက္ကဋ္ဌဟောင်းစောမှုတူစေဖို့ကပြောဆိုသွားတာပါ။နေပြည်တော်မှာပြည်လုံးနေတဲ့တနိုင်ငံလိုအပြည့်ခက်ရဲဆဲရေးသဘောတူစာချုပ် MCA ဆယ်နှစ်ပြည့်ပွဲတဲ့မိခုံးမှာအခုလိုပြောဆိုခဲ့တာဖြစ်ပါရယ် MCA ဆယ်နှစ်ပြည့်အခမ်းအနားကိုတော့ခင်ယူရခင်ဥက္ကဋ္ဌဟောင်းစောမှုတူစေဖို့နဲ့ခင်ယူတက်မဟာချဒူပလရာခရင်ဥက္ကဋ္ဌဟောင်းပရိုဆောဆွေမောင်တို့ကတက်ရောက်ခဲ့ပါရယ် ။ခင်ယူဘက်ကတော့ MCA ဟာပြက်ပြဲသွားပြီလို့တရားဝင်ပြောဆိုထားပါတယ်။ခင်ယူရဲ့ထိပ်ပိုင်ကောင်းဆောင်တွေ MCA ဆနစ်ပြည်အခမ်းအနားကိုတက်ရောက်ခဲ့တာနဲ့ပတ်သက်ပြီးလက်ရှိခင်ယူပြောရစုခွင့်ရှိသူပရိုဆော့တော်နင်းကအခုလိုတုံ့ပြန်ပြောဆိုထားပါရယ်ဆိုလိုချင်တာတော့အခုသတင်းထွက်တဲ့ပုံကိုယ်တွေကတော့တစ်ချိန်တော့ခင်ယူကောင်းဆောင်ဖြစ်တဲ့ဆိုမှဒီချိန်ဒီကာလမှာသူတို့တို့ဖာတောင်းမှမရှိတော့ဘူးလေသူတို့ကဥစားပဲအဖွဲ့ဝင်ရိုးရိုးလို့တက်ရောက်ပဲရှိတော့တယ်တာမန်လူလူတက်ရောက်ပဲရှိတော့တယ် သူတို့သွားကြည့်နေသူတို့စိတ်ဆန္ဒသွားတော့ကျွန်တော်တို့ပါ like တားလို့မှမရတာသူသွားကြည့်နေတော့ကျွန်တော်ပါတတ်တယ်ဒါမှတ်တစ်ခုပဲရှိတယ်သူတို့ဟာ KNU အဖွဲ့ဝင်တယောက်ဖြစ်ပြီးဆိုတော့ KNU အဖွဲ့ဝင်စီမင်းစည်းကမ်းနဲ့လိုက်နာဖို့တော့တာဝန်ရှိတယ်အဲ့ဒီ KNU အဖွဲ့ဝင်တယောက်စီမင်းစည်းကမ်းမှာလိုက်နာမယ်တဲ့သွားကြည့်အောင်သွားလုပ်ကြည့်အောင်လုပ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဟိုတို့ KNU မှာချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေရှိတယ်လေအဲ့ဒါတော့ကျွန်တော်တို့အဆင့်လိုက်အဆင့်လိုက်လုပ်ရမယ့်အပိုင်းတော့ရှိရမှာပေါ့အဲ့ဒီအပိုင်းတော့ပဲကျွန်တော်တို့ပြောလို့ရတယ်ဒီချက်ကိုတော့ MCA ဟာဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်အပေါ်အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအတွက်အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့လဲခင်ယူရခင်ဥက္ကဋ္ဌဟောင်းစောမွတူစေဖို့ကပြောဆိုခဲ့ပါသေးတယ်။ MCA လမ်းကြောင်းဟာအခက်အခဲတွေရှိနေပေမဲ့လက်ထွက်မသွားဖို့အရေးကြီးတယ်လို့လဲထပ်သွင်းပြောဆိုခဲ့ပါသေးတယ်။ MCA သက်တမ်းဆယ်နှစ်အတွင်းမှာပြဋ္ဌာန်းသလောက်အကောင့်ထဲမဖော်နိုင်ခဲ့တာကိုတော့ ဝန်ခံရမှာဖြစ်ပါတယ်ယခု2025ခုနှစ်မှာတော့နိုင်ငံရေးအလှည့်ပြောင်းဖြစ်လာပြီမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်သည့်အတွက်ရွေးကောက်ပွဲအကြိုကာလမှာဖြစ်စေအလွန်ကာလမှာဖြစ်စေ NCA အခြေခံအပေါ်ကနေ အပြစ်ခတ်ရစရေးဆွေးနွေးပွဲများနိုင်ငံရေးဆွေးနွေးပွဲများမြန်မာရေးဆွေးနွေးပွဲများဖြစ်ပေါ်လာလိမ့်မယ်ဟုယုံကြည်မျှလင့်ပါတယ်ဒီတော့လေကျွန်တော်တို့ NCA အပေါ်တစ္ဆာရှိရှိနဲ့ ယက်တီလုတ်ကင်နေကြတဲ့အဖွဲ့အစည်းတွေကလည်းပြင်ဆင်မှုကောင်းကောင်းနဲ့ပါဝင်ကြရရမှာဖြစ်ပါတယ်အရက်တော်ပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်နေတဲ့စေုပ်စုဦးစီးကျင်းပါရဲ MCA ပွဲကိုသွားခြင်းဟာတိုက်ခါမဲ့လှုပ်ရဖြစ်တယ်လို့လဲခင်ယူပြောရေးဆိုခွင့်ရှိသူပရိုဆော်တော်နင်းကထောက်ပြပြောဆိုထားပါရဲဟိုနိုင်ငံတကာအဖွဲ့အစည်းတွေ UN အဖွဲ့အစည်းတွေ ASEAN ပါဝင်ပါတော့ ခင်ဗျားတို့သိချာကြည့်2021ဆက်ရမှာတင်ပြီးတဲ့နောက်ပိုင်းမှာတပ်ဖြတ်လိုက်တဲ့လူလူကိုဘယ်လောက်များတန်းစီပြီးတော့ထောင်နှန်းချီပြီးတော့ဒီလောက်နေ့စဉ်ရဆက်ခုတက်ထရအတော်ပတာဖြစ်နေတဲ့ဟာကိုဒီလူတွေလှုပ်ပဲကိုခင်ဗျားတို့သွားတဲ့ခင်ဗျားတို့ပဲသိချာကြာတက်လောက်တော့ကိုချင်းတိတ်ခံမဲ့တဲ့အလုပ်ကိုခင်ဗျားတို့လှုပ်သိမ့်လားမလှုပ်သိမ့်လားခင်ဗျားတို့ပဲဆုံးကြဆိုတော့ကျွန်တော်အဲ့ဒါပဲပြောချင်းတဲ့ဟိုထိုက်ချတော့ဘာမှပြောစရာမရှိဘူးပြောတော့လည်းများပြီကျွန်တော်တို့က 2015ခုနှစ်အော်တိုဘာလ15ရက်နေ့မှာ MCA ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ဆေးဥစုဦးစီးကျင်းပါတဲ့ MCA ဆယ်နှစ်ပြည့်ပွဲကိုခင်ယူကောင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဥက္ကဋ္ဌဟောင်းဆောမူတူစေဖို့နဲ့ခေယူတက်မှာ6ဒူပလျာခရံဥက္ကဋ္ဌဟောင်းပရိုဆောဆွေမတို့အပြင်စေအုပ်စုရဲ့ရွေးကောက်ပွဲကိုထောက်ခံကူညီမယ်လို့ကြေညာထားတဲ့ဒီမိုကရေစီအချုပ်ပြုကင်းတက်မတော် DKBA ကဒုတိယစစ်ဦးစီးချုပ်ဒုတိယဘူချုပ်ကြီးဆောရွှေဝစစ်ကောင်ဆောင်ချီးမြှင့်တဲ့ဝဏ္ဏကျော်ထင်ဘွဲရငင်းချင်ရေးကောင်စီ PC မှဒုဥက္ကဋ္ဌနော့ကပေါ်ထူတို့ကကင်းတိုင်းသားကိုစားပြုကိုယ်စားလှယ်တွေအဖြစ်တက်ရောက်ခဲ့ကြပါတယ် ခင်ယူဘက်ကတော့အဖွဲ့ဝင်တွေဖြစ်နေတဲ့စော်မွန်တူစီဖိုနဲ့ပရိုဆော့ရှင်မောင်းပါဝင်တက်ရောက်ခဲ့တဲ့ MCA ဆင်းနှစ်ပြပွဲကိုလက်ခံယူကြည့်မှုမရှိသလိုပွဲတဲ့သူတွေကလည်းခင်ယူကိုစားပြုမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြည့်ပြည့်တသားတုံ့ပြန်ထားပါတယ်။